皆さんこんにちは。今日のはがバーシェインလုတ်ပေးခြင်းလဲဆိုလို့ရှင်တော့ရရှိခဲ့တဲ့ဒီ full scholarship အကြောင်းကိုတော့က sharing လုတ်ပေးခြင်းပါတယ်ရှင်။အဲ့ဒီ scholarship ကအရန်ကိုကောင်းတဲ့ scholarship ပေါ့။နောက်ဘာလို့လဲဆိုတော့သူကတစ်နှစ်တစ်နှစ်ကိုတော့တို့ဒီကျောင်းလာကတစ်နှစ်တစ်နှစ်ကို1380အထိသူက support ပေးတာဖြစ်ပါတယ်။ရမယ်ဆိုလို့ရှင်သူကလောက graduation ထိကို support ပေးတဲ့ scholarship မျိုးဖြစ်ပါတယ်ရှင်။ပြီးတော့အဲ့ဒါကကျောင်းကပေးတာမဟုတ်ဘဲနဲ့အပြင် organization ကနေပြီးတော့ပေးပြီးတော့ individually ကျောင်းနဲ့မသက်ဆိုင်မဲ့ ကိုယ့်ဘာသာကို organization ကိုတိုက်ရိုက်လျှောက်လို့ရတဲ့ scholarship ပဲဖြစ်ပါတယ်ရှင်။အဲ့ဒါအပြင်အဲ့ဒီ scholarship ကကျွန်တော်တို့ကဒီ tuition fees ပေါ့နော်။ကျောင်းလာကတွေအပြင်ကိုသူကတစ်လတစ်လ တွက်လဲကိုယ့်ရဲ့ living expand တွက်လဲသူက support လုပ်တယ်ပေါ့နော်ကေဝေကိုက fasia နဲ့ second year ဆိုလို့ရှိရင်ရန်9000တက်ကြီးရဆိုလို့ရှိရင်ရန်6000နဲ့ final year ဆိုရင်တော့ရန်9000ဆိုပြီးတော့သူကထောက်ပံ့ဘယ်ထောက်ပံ့နေပေါ့နော်သူထောက်ပံ့တဲ့အခါမှာသူ tuition fees ရတဲ့သူတိုင်းကို living expand ထောက်ပံ့တာမဟုတ်ဘဲနဲ့ကိုကရှောက်တဲ့အခါမှာ living expand ရောရောရှောက်ချင်နေဆိုလို့ရှိရင်ရှောက်တယ်ဆိုပြီးရေးရတယ်ပေါ့နော်ပြုတ်တော့9000လို့တတ်မှတ်ထားပေမဲ့လဲကိုက9000လဲရစီမှာရမယ်9000ထက်နည်းတဲ့အမောင်းလဲရချင်ရမယ်ဒါမှမဟုတ်လို့ရှိရင်လဲမရရင်လဲမရဘူးပေါ့နော် ော်။အဲ့လိုမျိုးပုံစံမျိုးရှိရဲ။အဲ့တော့နှွားကဒီသူ့ရဲ့လိုအပ်ချက်တွေအကြောင်းကိုပြပြပေးချင်ပါတယ်ရှင်။သူ့ရဲ့လိုအပ်ချက်တွေတော့မပြောခင်သူ့ရဲ့ဒီပေါ့နော်နော်မနစ်က2024ခုနှစ်ကရှောက်ခဲ့တာ။သူက application period ကဆိုလို့ရှိရင်နှွားတို့ဒီ October 28ကနေပြီးတော့ January 6ရက်နေ့ထိပေါ့နော်တော်တော်လေးကိုတော့ကြာမြင့်နေပေါ့နော် application form တွေကအဲ့ဒါကြောင့်မလို့နှွားကလိုအပ်တဲ့ဟာတွေကဘာလဲဆိုလို့ရှိရင်လိုဂျပန်နိုင်ငံနေလဲရှောက်လို့ရတယ်။ဒါပေမဲ့ဘာဖြစ်ရမလဲဆိုလို့ရှိရင်တက္ကသိုလ် ရဲ့ဂျပန်နိုင်ငံတက္ကသိုလ်မှာဝင်ခွင့်ရပြီးသားသူပဲလျှောက်လို့ရမယ်ပေါ့နော်တက္ကသိုလ်ဒါမှမဟုတ်လို့ရှိရင်လည်းသူကဒီ undergraduate လည်းပေးရမှာမဟုတ်ပဲနဲ့တော့ master တက်တာတော့ PhD တက်တာတော့အဲ့လိုမျိုးဆိုလည်းရတယ်အဓိကဂျပန်နိုင်ငံရဲ့တက္ကသိုလ်တစ်ခုခုမှာ ကျောင်းဝင်ခွင့်ရနေတယ်ဆိုတဲ့ဟာမျိုးဆိုရင်တော့သူကရှောက်လို့ရတယ်ပေါ့နော်။ပြီးနောက်တစ်ခုဘာလို့အဆက်ရှိလဲဆိုတော့ဒါနွားတို့ကဒီမြန်မာနိုင်ငံမြန်မာပြည်သားကဒီနိုင်ငံရေးအခြေအနေမကောင်းတာကြောင့်ဒါပေးတဲ့ scholarship ပေါ့နော်။နွားတို့ပြောရမယ်ဆိုရင်တော့ refugee background ရှိတဲ့သူမျိုးကိုပေးရဖြစ်ပါတယ်ရှင့်။အဲ့ဒါကြောင့်မို့နွားတို့ကဒီ scholarship ကဆိုလို့ရှိရင်နွားတို့ဒီမြန်မာတွေ၊ Syria တွေ၊ Afghanistan တွေနွားတို့ဒီစစ်ဖြစ်တဲ့ နိုင်ငံနေပေါ့နော်ကိုသူက PA scholarship ဖြစ်တယ်ပြီးတော့ရတဲ့အခါမှာလဲသူက graduation ဖြစ်တဲ့အထိရတာပေါ့နော်နှောကဆိုရင်အခု second year second semester ဖြစ်တဲ့အတွက်ကြောင့်မို့နှောက graduation ဖြစ်တဲ့အထိသူက support ပေးရပေါ့နော်အကဲကိုက first year အကြောင်းမတက်ရသေးဘူးအခုတက်တော့မယ်ဆိုလို့ရှင်လဲ first year နေပြီး fourth year အထိသူက support ပေးရ scholarship မျိုးဖြစ်ပါတယ်ရှင်အဲ့အတွက်ကြောင့်မလို့ဘာတွေလိုအပ်လဲဆိုလို့ရှင်တော့နှောကတော့တည့်ရတိုင်းပဲတက္ကသိုလ်မှာဝင်ခွင့်ရထားတဲ့အကြောင်းသားဖြစ်ရမယ်ပြီးတော့ကျွန်တော်တို့ဆက်နှစ်တန်းအောင်ဖြစ်ရမယ်နောက်တစ်ခါကျတော့ကိုကဒီ refugee background ရှိရသူပေါ့နော် ော်လို့ဖြစ်ရမယ်နောက်တစ်ခါကျတော့ norro ကဒီဥမာကိုက GPT ဆိုရင်လည်း GPT ရဲ့အမှတ်စင်းရှိရမယ် carry english program နဲ့တက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ english level ဘယ်လောက်လဲဆိုတော့ဟာရှိရမယ်ပေါ့နော်နောက်တစ်ခါကျတော့ financial support ကိုယ့်ရဲ့မိဘတွေကကိုယ့်ကိုဒီကြောင်းထားဖို့အတွက်အခက်အခဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ financially income ကအဲလိုအပ်ချက်ရှိမှုပေါ့နော်အဲ့လိုမျိုး show money အဲ show money ရလို့မဟုတ်ဘူးပေါ့ဒီမိဘက support မလုပ်ပေးနိုင်တဲ့ အဲတော့ proof ပေါ့နော်အဲ့ဒါလိုတယ်နောက်တစ်ခါကျတော့တို့ဒီ recommendation letter လိုတယ်ပြောလို့ရှိရင်ကိုကဒီတခြား เอ่อ extra curricular activity တွေဘာတွေကိုကလုပ်ဖူးလဲပေါ့အဲ့ဒီဟာတွေကိုကလို့ပါတယ်ရှင်နောက်တစ်ခါကျတော့ကျွန်တော်တို့ကမှ10တန်းအောင်ဆိုရင်10တန်းအောင်နဲ့အမှတ်စင်ရင်းနေလို့တယ်တက္ကသိုလ်တက်ခဲဆိုလဲတက္ကသိုလ်တက်ခဲတဲ့အမှတ်စင်းလို့တယ်အခုဆိုရင်တော့ကတက္ကသိုလ် second year ဂျပန်မှာတက်နေရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ first year နေပြီး second year အမှတ်စင်းရင်းနေပေါ့နော်အဲ့ဒါကလို့ပါတယ်ရှင်အဲ့ဒါလို့ပြောကျွန်တော်တို့ဒီနှစ်ရတာဆိုလို့ရှိရင်မြန်မာရေစွတ်စွတ်ပါ ဆန်အဲတိုတဲရတော့12ရောက်လာမသိမြန်မာတွေက6ရောက်9ရောက်လာရတယ်သူတို့မြန်မာတွေကိုတော်တော်လေးကိုပေးရဖြစ်တယ်ပြီးတော့သူကမြန်မာနိုင်ငံအကြောင်းကိုလုံးဝသိရယ်လုံးဝသိရယ်တော်တော်လေးကိုမြန်မာကိုလည်းချစ်မြတ်လို့တဲ့သူပေါ့နော်ဒီပေးရတော့ဒီ Mr. Toshiso Watanabe ကနေပြီးတော့ပေးရတဲ့ဒီ Pathway Organization ကနေပြီးတော့ပေးရ Scholarship ပေါ့နော် Noah Divinity ရဲ့အပေါ်မှာ link ပေးထားပါမယ်ရှင်အဲ့ဒီ link မှာအသေးစိတ်ဝင်ကြည့်လို့ရပါတယ်အဲ့တော့သူကဘယ်လိုမျိုးဒီ screening process ကဘယ်လိုရှိလဲဆိုလို့ရှင်တော့နော်အရင်ဦးဆုံးကိုယ့်ရဲ့ document တွေကိုသူကအရင်စစ်ယူလိုက်တယ်ပေါ့နော်စစ်ပေးရအတွက်ကြောင့်မလို့အကုန်လုံးသူက interview ခေါ်တာမဟုတ်ဘူးဒီ document တွေကနေပြီးတော့သူတို့ဘယ်လိုရွေးလဲတော့အဲ့တော့မသိဘူးပေါ့နော်အဲ့ဒီကနေပြီးတော့ interview ခေါ်တယ် interview ခေါ်တာနေပြီးတော့ဒီ interview မှာစစ်ပြီးတော့မှနောက်ဆုံး final result ပေါ့နော် တော်တော်လေးကိုမြင်ရတယ်သူတို့ကဘယ်လိုလဲဆိုရှင်တော့ကအဲတော့ကဒီဇင်ဘာလကုန်ကနေတင်လိုက်တာတင်ပြီးတော့ January 6ရက်နေ့က final result ဖြစ်ပြီးတော့သူကအဲ January လကုန်ကနေမှာ interview ပါမပါသူက announce လုပ်တယ်အဲ့ဒါပြောလို့ရှင်တော့က February နှစ်ရက်နေထင်တယ်ဟုတ်တယ်နှစ်ရက်နေမှာတော့ interview သွားဖြည့်ရတယ် interview သွားဖြည့်ပြီးတော့မှဒီ9ရက်နေမှာ reset ထွက်တာဖြစ်ပါတယ်အရန်ကိုဒီ reset အချိန်ကမကြောက်ဟို mass scholarship တွေပါဆိုတနှစ်လောက်ကြာရတယ်နော်အဲ့လိုမျိုးသူကမကြတဲ့အတွက်ကြောင့်မလို့ကိုကအရန်အဆင်ပြေရဲ့ပြီးတော့သွားသွားဖြည့်ရတဲ့အခါမှာ Tokyo ကိုသွားဖြည့်ရတယ်ပေါ့နော် Tokyo မှာနေတဲ့သူလဲ Tokyo Tokyo မှာမနေဘူးအပြင်မှာနေတဲ့သူတွေဆိုလို့ရှိရင်လဲဒီ Tokyo ကို interview သွားဖြည့်ရတဲ့အခါမှာလဲသူက transportation တွေအကုန်လုံး support လုပ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကတော့ကိုယ့်ရဲ့မြန်မာတွေကိုကိုကဒီရ စီချင်တယ်ပေါ့နော်။တို့မြန်မာကအခုနိုင်ငံရေးလည်းမကောင်းသလို ဒီငလျင်ဘေးဘေးအမျိုးမျိုးကနေပြီးတော့ခံစားရဖြစ်တဲ့အတွက်ကြောင့်မလို့တို့ကမြန်မာကိုတော်တော်လေးကိုကိုချင်းစားရဲမြန်မာတွေကိုအခုဒီနှစ်ပြည့်ရထင်ပါလေမြန်မာတွေတော်တော်များရယ်ပေါ့နော်6ယောက်9ယောက်လောက်ရှိရယ်ထင်တယ်အဲ့တော့အရန်များဖြစ်တဲ့အတွက်ကြောင့်မလို့တော့ကတော့ရှောက်ပါရှောက်ပြီးရတဲ့ကြောင့်မလို့တို့ကတော့အရန်အရင်နှစ်ခါတက်စားရယ်တော့အရန် competitive ဖြစ်တယ်လို့ပြောရယ်ပေါ့နော်တို့ကအဓိကကတော့ကိုယ့်ရဲ့အနာဂတ်မှာကိုကဘာဖြစ်ချင်တာလဲကိုကဒီမှာပညာရတစ်ခုခုကအရန်ကိုတက်မြောက်ချင်တယ်အဲ့ဒီတက်မြောက်နေရဟာကိုကပြသနိုင်ရမယ်ပေါ့နော်အဲ့ဒီဟာလေးအချက်ကတော့ ော့လိုအပ်တယ်လို့ထင်ပါတယ်ရှင်ဒါကတော့ nuga အားလုံးကို share လုပ်ပေးချင်တာဖြစ်ပါတယ်ရှင်အားလုံးပဲ scholarship ရရှိအောင်မြင်ကြပါစေရှင်ဗီတခရတရီယာတို့ bye bye